ားလုံးပဲကျွန်တော် 3D မိတ်ဆွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒါကျွန်တော် 3D မိတ်ဆွေများတော့မေးထားတယ်ပေါ့နော်ဘူးပရိတ်ကြားဆိုင်နဲ့ခွန်6ခွန်ငွေကွက်ကလေးရယ်နောက်ကျွန်တော်တို့ဒီဒီချိန်မှာဘူးပရိတ်ကြားဆိုင်ရှိမရှိပေါ့နော်ပြပေးပါဆိုလို့ဒါကျွန်တော်အနေနဲ့ပြပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရဲ့ YouTube channel ကမန်နေမှာပေါ့နော် မန်နဲ့မတွေ့လို့ဒီကနားလေးနဲ့ကျွန်တော် reply ပြန်ပေးလိုက်ပါတော့အဲ့တော့ခွန်ချောက်ခွန်မွေးကလေးလေးပြမယ်နောက် cleaner တကြောလုံးမှန်းနေတဲ့ site ကလေးလေးကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ကြည့်ကြပါခင်ဗျာကျွန်တော်ဒီ3ဆွန်းနဲ့ခုနှစ်ပေါ့နော်3ဆွန်းနဲ့ခုနှစ်ကျွန်တော်တို့ဒီ set ချိန်မှာပေါ့နော် break ခွန်ဆိုတဲ့ကနားရိုက်တယ်ပေါ့နော်သူကနေဒါတော့83မှာပေါ့နော်3ဆွန်းနဲ့ခုနှစ်ဆက်တဲ့ချိန်ပေါ့နော်နှစ်20ချလိုက်နဲ့ဆက်တဲ့ချိန်မှာ break ခွန်ဆိုတော့ခဏရိုက်တယ်နောက်ထပ်ကျွန်တော်တို့ကနှစ်20ချလိုက်ရင် ကျွန်တော်တို့ကဒီ83ပြီးတော့2003မှာပေါ့နော်ဆက်တဲ့ချိန်မှာဒါ break ခွန်လို့ရိုက်တယ်ပေါ့နော်ဆက်တဲ့ချိန်မှာ2023ဆက်တဲ့ချိန်မှာလည်း break ခွန်လို့ရိုက်တယ်ပေါ့နော်အဲ့တော့ तू က20ရှား line နဲ့ तू ကဒီဆက်တဲ့ချိန်ဒီမှာ300ခုနဲ့ဆက်တဲ့ချိန်ဒီမှာ break ခွန်ဒါ break ခွန်ပေါ့နော် तू က break ခွန်လို့ရိုက်တယ်ပေါ့နော်အဲ့တော့ငါကလေးကကျွန်တော်တို့ဒီ83ရဲ့ခွန်1ချိန်နဲ့ break ခွန်ဒါကျွန်တော်တို့တင်ပြခဲ့တဲ့ line ပေါ့နော် ကျွန်တော်မိတ်ဆွေတွေကိုဒါတင်ပေးခဲ့တဲ့ line เนาะဒီနေ့ထဲမှာဆိုရင် conscious နဲ့တို့၄ conscious တို့ဆိုဒီနှစ်ကွက်ဆိုရင်ကျွန်တော်တို့ဇက်တိုက်အောင်ခဲ့တဲ့ line လေးတွေပေါ့เนาะအဲ့တော့အဲ့နှစ်ထဲမှာလည်းကျွန်တော်တို့ဒီမှာ7ကြိမ်မှာပေါ့เนาะ220ချလိုက်နဲ့7ကြိမ်မှာ break ခွန်လို့ရိုက်တယ်220ချလိုက်နဲ့7ကြိမ်မှာ break ခွန်လို့ရိုက်တယ်220ချလိုက်နဲ့7ကြိမ်မှာ break ခွန်လို့ရိုက်တယ်ပေါ့เนาะအဲ့လိုဖြစ်တယ်လို့ပဲသူ့ရဲ့ဇောင်းမြင်းကုံပေါ့เนาะခု9ဆွန်းနဲ့ခုနဲ့ပေါ့เนาะဒီကျွန်တော်တို့9ဆွန်းနဲ့ခုနဲ့ဒါ7ကြိမ်နေမှာလည်းပဋိ30ဆိုတော့ခဏနေရိုက်တယ်220ချလိုက် ငါဆုံးတဲ့ခုနှစ်10ချိန်နေမှာသူ့ရဲ့ဇောင်းမြင့်ကုန်ပေါ့နော်ဒီကျွန်တော်တို့ခွန်ရက်နှစ်ခတ်ကို3ညပြိတ်လို့ရိုက်တက်လာတာမသိဘူးပေါ့နော်ခွန်ရက်နှစ်ခတ်ကို3ညပြိတ်လို့သူဇောင်းမြင့်ကုန်လေးမှာလှမ်းပေးသလားပေါ့နော်ဒီမှာလဲကျွန်တော်နှစ်နှစ်စကြာလိုက်နေမှာဒီ10ချိန်နေမှာ break ကုန်ပေးခဲ့တယ်လို့ပဲသူ့ရဲ့ဇောင်းမြင့်ကုန်10ချိန်နေမှာလဲဒါ break 10ဆိုတော့ကနန်ပေးဦးမလားနော် ူကဇောင်းမြင့်ကုန်လေးတွေမှာပူပရိတ်26ဇောင်းမြင့်ကုန်လေးတွေမှာဒီ company ရဲ့ဇောင်း26ဇောင်းမြင့်ကုန်လေးတွေမှာပူပရိတ်လို့ပြတာပေါ့နော် company ရဲ့ဇောင်း26ကြပေါ့နော်26ဇောင်းမြင့်ကုန်လေးတွေမှာဒီနားလေးမှာပူပရိတ်ပေးဦးမလားပေါ့နော်ပူပရိတ်ပေးရင်သူကကျွန်တော်ကိုမေးထားတာဒါ06ခွန် မိုးခွက်ဆိုင်ကြလေးပြပေးပါဆိုလို့ကျွန်တော်အနေနဲ့ဒါပြပေးမယ်ပေါ့နော်အဲ့တော့ဒီနားလေးမှာဒါဘူပရိတ်ရှိပြီလို့သိပြီပေါ့နော်အဲ့ဒါထပ်ပြီးတော့ကျွန်တော်တို့ပြောအောင်မယ်ဆိုရင်တော့ဒီဟာကျွန်တော်ညီကိုတတွဲနဲ့ဘူပရိတ်ပေါ့နော်ဒီမှာနှစ်တဲ့အတွဲညီကိုတတွဲနဲ့ဘူပရိတ်လို့ရိုက်တယ်ဒီမှာလည်းကျွန်တော်တို့ရှစ်ကိုအတွဲညီကိုအတွဲနဲ့ဘူပရိတ်လို့ရိုက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့ညီကိုအတွဲနဲ့ဘူပရိတ်ပေးအောင်မလားပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီကဏ္ဍလေးကြည့်ကြည့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီဒီနားလေးမှာ ခွန်ပိတ်ကခွန်ထိတ်လို့ရိုက်တယ်ပေါ့နော်ခွန်ပိတ်ကခွန်ထိတ်လို့ရိုက်တယ်နဲ့သူ့ရဲ့အောက်မှာခွန်ပါတော့ဘူပရိတ်ကနန်းတကွက်ထွက်တယ်နော်ဒီမှာခွန်ပိတ်ကခွန်ထိတ်လို့ရိုက်တယ်ခွန်ပိတ်ကခွန်ထိတ်လို့ရိုက်ပြီးနဲ့သူ့ရဲ့အောက်မှာဘူဒီခွန်ပါတော့ဘူခွန်ပိတ်ခွန်ထိတ်ရိုက်ထားတာဖြစ်တဲ့အတွက်ခွန်ပါတော့ဘူပရိတ်ကနန်းတကွက်ထွက်တယ်ပေါ့နော်လောလောကူကူကြားတဲ့အားတွေကြောလိုက်ပါဆိုနော်သူ့ရဲ့တနှစ်ကြောမှာကျွန်တော်တို့ဒီခွန်6ခွန်ဆိုတော့ကနန်းတောက်လျှောက်လိုက်ထွက်တယ်ပေါ့နော် ဒီမှာလည်းကျွန်တော်တို့ခွန်ထိတ်ခွန်ပိတ်ပြီးတော့သူ့ရဲ့အပင်ရေအပင်ကြအတူတူပဲเนาะသူ့ရဲ့ဇောင်းဆင်းလာလိုက်ရှစ်ထိတ်ရှစ်ပိတ်လို့ရိုက်တယ်ရှစ်ထိတ်ရှစ်ပိတ်လို့အဲ့ဒီရှစ်ပိတ်ကရှစ်ထိတ်လို့ရိုက်ထားတဲ့သူ့ရဲ့အောက်မှာရှစ်ပါသောဘူပရိကဏန်းတစ်ကွက်ထွက်တော့ဗောနော်ရှစ်ပါသောဘူပရိကဏန်းတစ်ကွက်ထွက်ပြီးတော့မှသူ့ရဲ့တစ်နှစ်ကျော်မှာခွန်6ခွန်ဆိုတဲ့ကဏန်းလေးကဒါထည့်လိုက်ထွက်တော့ဗောနော်အဲ့တော့ဒီမှာလည်းကျွန်တော်တို့ဒီခွန်ထိတ်ခွန်ပိတ်ပြီးတော့ရှစ်ရှစ်ပိတ်ရှစ်ထိတ် ဒီမှာတော့ကိုပိတ်ကိုထိတ်လို့ရိုက်ပြီပေါ့နော်သူကအပင်ရေပင်ချတူတူပဲနော်အဲ့လိုရိုက်ပြီးရတယ်ဒီနှစ်ထဲမှာလဲကျွန်တော်ကိုပိတ်ကိုထိတ်ရိုက်ထားတော့ကိုပါတော့ဘူးပရိကဏ္ဍတကွာထွက်တယ်ပေါ့နော်အဲ့လိုထုတ်ပြန်တဲ့သူ့ရဲ့တစ်နှစ်ကျော်မှာသူရှိကတိုင်ဆိုတော့ဒါခွန်6ခွန်လာရအောင်မဲ့စိုက်ပေါ့နော် ီချိန်မှာလည်းကျွန်တော်တို့ကဒီဘူဘရိတ်လေးပြပါဆိုရင်တော့ break ခွန်ရဲ့ဇောင်းမြင့်ကုန်လေးမှာဘူဘရိတ်လို့ရိုက်ထားတယ် break ခွန်ရဲ့ဇောင်းမြင့်ကုန်လေးမှာ3ခွန်ရဲ့နှက်ခတ်ကို3ညဘရိတ်လို့ရိုက်ထားတယ်ပေါ့နော်20ချလိုက်နေဒီမှာလည်းခွန်ဘရိတ်လို့ရိုက်ထားသူ့ရဲ့ဇောင်းမြင့်ကုန်လေးမှာဘူဘရိတ်လေးရိုက်အောင်မလားပေါ့နော်ဘူဘရိတ်လေးရိုက်အောင်မယ်ဆိုရင်တော့ဒါကျွန်တော်တို့ဒီ690နဲ့ပတ်သက်ပြီးတော့690ကျွန်တော် line mode တင်ထားတဲ့ one chain နဲ့မှာဆို690နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ချော့လီစေဆိုတဲ့ခဏနေလဲဒါထိုးလို့ရတာပေါ့နော်အဲကျွန်တော်တို့ဘူပရိတ်ခဏနေတီးတက် ဘူပရိမထွက်ရမယ်ထွက်မယ်ဆိုဘယ်ကနန်းဆိုတဲ့ဟာလေးကျွန်တော်တင်ထားတာရှိတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီကျောင်းရဲ့မမတွေကိုလည်းဒီနှစ်ထဲမှာမွေးရမယ်ဘူပရိကနန်းတဲ့တကွက်လဲဒါထုတ်ပေးထားတာရှိတယ်ပေါ့နော်နောက်တစ်ဆိုင်ကျွန်တော်တို့ပြပေးမယ်နော်နောက်တစ်ခုကဒီအချိန်မှာတော်တော်လေးစိတ်ဝင်စားနေတာကကျွန်တော်ဒီဒီ site လေးပေါ့နော်ကျွန်တော်တို့ဒီကရန်ကွက်ထဲမှာလည်းထည့်ပြီးထားပါနော်။အဲ့တော့လေးစွန်းတဲ့ခုနှစ်ထဲမှာဒါပြပြီးတာပေါ့နော်။ဟိုနှစ်ဆကတည်းကကျွန်တော်ပြထားတာပေါ့နော်။လေးစွန်းတဲ့ခုနှစ်ထဲမှာအဲ့နှစ်ထဲမှာနောက်ဘူးကနန်းတကွက် ထွက်တာပေါ့နော်အဲအစားဆုံးကြတဲ့နောက်ဘူးဒီမှာရှစ်ရှစ်ပူးလို့ထွက်တယ်ပေါ့နော်အဲရှစ်ရှစ်ပူးကဒီဘက်နှစ်မှာလည်းမရဖက်နဲ့သူ့ရဲ့နောက်နှစ်ကိုလည်းဒါရှစ်ရှစ်ပူးလို့လိုက်ထွက်တယ်နော်ဒီမှာ၃ရက်ရှစ်ရှစ်ဆိုတဲ့ကဏ္ဍနောက်ဘူးပေါ့နော်အဲကဏ္ဍကသူ့ရဲ့နောက်နှစ်မှာဒါရှစ်ထွိုင်းလို့ရှစ်သုံးလုံးဒီရှစ်သုံးလုံးလို့နောက်ရှစ်သုံးရှစ်တို့အဲကဏ္ဍနေလိုက်ထွက်တယ်ပေါ့နော်အဲ့တော့ရှစ်ပူးက ဒီဘက်နဲ့မှနောက်ဘူးကနန်းလေးကဒီဘက်မပြောက်ခွင့်နဲ့သူ့ရဲ့နောက်နဲ့ကိုလိုက်ထွက်တယ်လို့ဆိုလိုတာပေါ့နော်အဲ့တော့84 85ပြီးတော့84 85ကိုကျွန်တော်ကြည့်မယ်နော်84ခုနှစ်မှာလဲဒီမှာကျွန်တော်တို့ဒီအစားဆုံးကြတဲ့နောက်ဘူးပေါ့နော်နောက်ဘူးကကျွန်တော်နှစ်နှစ်ဘူးလေးထွက်တာပေါ့နော်အဲ့နှစ်နှစ်ဘူးလေးကလည်းသူ့ရဲ့နောက်နဲ့ကိုဒါကျွန်တော်တို့ ဒီ light ထွက်တယ်ပေါ့နော်ဒီမှာ220တို့200တို့သူက light ထွက်တယ်ပေါ့နည်းနည်းဆုံးတကွက်တော့ light ထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာ84ပြီးတော့94ခုနဲ့မှလာဒီမှာ၄၄ဘူးလေးရိုက်တယ်ပေါ့နော်၄၄ဘူးရိုက်ပြန်လဲသူ့ရဲ့နောက်နှစ်မှာလဲဒါ၄၅လေးဒါ၄ဘူးနဲ့ခဏမပြောက်ခဲ့နဲ့ဒါ light ထွက်တယ်ပေါ့နော်၄၅လေးဆိုရင်ဒါနှစ်ခါတောင်ပြန်ကြထားတာပေါ့နော်အဲ့တော့တစ်ခါမို့ရင်နှစ်ခါလောက်တော့နည်းဆုံးထွက်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့ လေးစုံတဲ့ခုနဲ့မှအစားဆုံးကြတဲ့နောက်ဘူးပေါ့နော်နောက်ဘူးကြတဲ့ဒီမှာနှစ်နှစ်ဘူးပါသူရနောက်နဲ့မှဒါနှစ်နှစ်ဘူးလို့ရိုက်တယ်အနှစ်နှစ်ဘူးကမှကျွန်တော်တို့ဒီမှာနှစ်ကွက်တောင်ထွက်တာပေါ့နော်ရှီကတ်ဒီမှာတော့ဒါနှစ်ကွက်ထွက်တာပေါ့နော်အဲ့တော့2014ခုနှစ်မှာလည်းဒီမှာအစားဆုံးကြတဲ့နောက်ဘူးဆိုတော့ကျွန်တော်တို့ဒီ66နောက်ဘူးပေါ့နော်66နောက်ဘူးလေးလည်းမပြဘူးနော်သူရနောက်နဲ့ကိုဒါ66နောက်ဘူးလေးရိုက်တယ်ပေါ့နော်အဲ့တော့ ဒီ၄ဆုံးနဲ့ခုနှစ်ထဲမှာနောက်ပူးရေလို့ထွက်ထားတာဆိုရင်ကျွန်တော်တို့ကဒီ၄ပူးလေးပဲရှိရပေါ့နော်။၄ပူးကနဲ့မပြောက်ခွင့်နဲ့ဒီနှစ်ထဲမှာဒါထုတ်ကိုထွက်ရမယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်တယ်ပေါ့နော်။အဲ့တော့၄ပူးကနဲ့လေးဒီနှစ်ထဲမှာထွက်ကိုထွက်ရမယ်။တကယ်လို့မှဒါကျွန်တော်တို့ကအကြံပေးတာပေါ့နော်။တကယ်လို့မှဒီနားလေးမှာ၄ပူးလေးရဒီနှစ်ထဲမှာလာရအောင်မယ်။ဒီချိန်မှလည်းဘူပဋိကြိုက်တယ်ဆိုရင်၄နဲ့၄ဒါ၄၄နဲ့ဆိုတော့ကနန်းမျိုးဒါထုတ်လို့ရတာပေါ့နော်။ဒါဘူပဋိကြိုက်တယ်ဆိုရင်၄၄နဲ့ဆိုတော့ကနန်းဒါထုတ်လို့ရရနော်။ဒါတော့ဒီဒီ နှစ်ထဲမှာကျွန်တော်တို့လေးပုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ရဲ့ member တွေကိုညအတင်းပေးလိုက်တဲ့ဖိုင်ထဲမှာလည်းရှိတယ်ပေါ့နော်လေးပုနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာလည်းကျွန်တော်တို့ကတစ်ချိန်ဖမ်းထားတာရှိတယ်နော်လေးပုနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာတစ်ချိန်ဖမ်းထားတာရှိတယ်နောက်ထပ်ကျွန်တော်တို့ဒီနောက်ထပ်တစ်ချိန်မှာပေါ့နော်ဒါနောက်ထပ်တစ်ချိန်ကတော့အချိန်ရေးကြလေးပေါ့နော်အဲလေးပုနဲ့မှာဒီချိန်အတွက်ကျွန်တော်ဒီ ပြိပ္ပာတွဲပြီးတော့ထုတ်ထားတဲ့ဒါမွေးကွက်စိုက်ကြလေးပေါ့နော်အမွေးကွက်စိုက်ကြလေးအိုဒီချိန်မှာတစ်ချိန်ဖမ်းထားတယ်ပေါ့နော်နောက်ထပ်တစ်ချိန်ပေါ့နော်နောက်ထပ်တစ်ချိန်နောက်ထပ်ဒီ အချိန်ရေထဲမှာလည်းဒါတစ်ချိန်ဖမ်းထားတာရှိတယ်ပေါ့နော်အဲ့တော့လေးဘူးလေးပတ်တင်တော့နှစ်ချိန်ကျွန်တော်ရဲ့ member တွေကိုဖမ်းပြထားတာရှိတယ်ပေါ့နော်ဒီ file လေးကတော့ဒါကျွန်တော်ရဲ့ 3D mesh တွေဒီပေါ့နော်ကျွန်တော် update တဲ့ 3D mesh တွေကျွန်တော်တို့ဒီ6.9 line လေးနဲ့ပတ်သက်ပြီးတော့မွေးကွက်ကလေးပြန်ပြပါဆိုလို့ဒါကျွန်တော်ပြန်ပြတာပေါ့နော်ခွန်ပူလို့ရတယ်သူရဲ့အမှခွန်ပါတော့ဘူး break လို့ရတယ်သူရဲ့နောက်မှာ6.9ဆိုတဲ့ကနေရတယ်ဒီမှာကျွန်တော်တို့က ship bait က ship ထိတ်လို့ရတယ်သူရဲ့အမှ ship ပါတော့ဘူး break လို့ထွက်တယ်သူရဲ့တစ်နှစ်ကျော်မှာပေါ့နော်6.9ဆိုတဲ့ကနေလေးထွက်တယ်ပေါ့နော်ဒီမှာလဲ code bait က code ကိုဘိတ်ကကိုထိတ်လို့ထွက်တယ်သူရဲ့အောက်မှာကိုပါတော့ဘူးဘရိတ်ပေါ့နော်သူရဲ့တနေ့ကျော်မှာခွန်6ခွန်ဆိုတဲ့ line လေးရှိတယ်ပေါ့နော် break အနေနဲ့ကတော့ဒါနဲ့လည်းစိတ်ချလိုက်မှာ complete ရဲ့ဇောင်းမြင့်ကုန်လေးမှာပေါ့နော်ဒါဘူးဘရိတ်ဆိုတော့ကတည်းကညီကိုတွွဲ့နဲ့ဘူးဘရိတ်ဒီမှာလည်းညီကိုတွွဲ့နဲ့ဘူးဘရိတ်ပေါ့နော်ဒီမှာလည်းညီကိုတွွဲ့နဲ့ဘူးဘရိတ်ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ခွန်6ခွန်လေးထိုးမယ်ဆိုရင်လည်းဒါညီကိုတွဲလေးလေးဖြစ်တယ်။နောက်ကျွန်တော်တို့ဒီပတ်စင်ပြနေတဲ့ကီးတွေမှာဆိုရင်လည်းဒီကျွန်တော်တို့ဒီခါးနှလုံးနဲ့နောက်ပိတ်နဲ့ဒီသုံးလုံးပေါင်းရင်ဟာကိုယ်ဖြစ်လို့ကို6လေးကီးပေါ့နော်။ ဒါကိုကျွန်တော်တို့လှမ်းပေးတဲ့အကူလေးလည်းရှိပါတယ်နော်ဒီချိန်မှာ964 key ထိပေါ့နော်ဒီ64လည်းထိတယ်ဆိုတော့ဒီ960ဆိုတဲ့ကဏ္ဍလေးကညီကိုလည်းဖြစ်တယ်6လုံးမိုင်လေးလည်းထိတယ်ဆိုတော့ဒီတကယ်လို့မှဘူဘရိတ်ကိုပေါ့နော် ကိုကကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ခွန်ချောက်ခွန်ဆိုတဲ့ကဏ္ဍလေးဒါတင့်တော့ပါတယ်เนาะတကယ်လို့ကျွန်တော်ကကျွန်တော်ပြောသလိုပဲဒီမှာဒီနှစ်ထဲမှာ၄ဘူးကလာရအောင်မယ်ဘူပရိတ်ကြမယ်ဆိုတော့၄၄နှစ်ဆိုတဲ့ကဏ္ဍမျိုးဒါ ထူးတင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ 3D ကျွန်တော်လာရောက်အပ်ပြီးတဲ့ 3D ဒါ member တစ်ချိန်စာချင်းဒီ member ဝင်ခြင်းနဲ့မိတ်ဆွေတွေကတော့ဒီနားလေးရနေဒါကျွန်တော်လာရောက်ပြီးတော့ဒါဝင်လို့ရပါတယ်เนาะဒီ3ညာကိုလေးလေးကိုခုံကိုလေးလေး3ကိုအနေမှာလာရောက်ဆက်သွယ်ပြီးတော့တစ်ချိန်စာ1000နဲ့ပေါ့เนาะဒီချိန်အတွက်လည်းတေချာကျွန်တော်တို့ break တွေရော1ချိန်တွေရော key ညီတွေရောပေါ့เนาะ key လုံးပိုင်းတွေရောကျွန်တော်တို့ထုတ်ပြီးမှတေချာထုတ်ထားတဲ့ကဏ္ဍလေးတစ်ခွက်ရှိတယ်ပေါ့เนาะရန်ခွက်ကလေးတွေအဲလုံးပိုင်းတွေနဲ့ပတ်သက်ပြီးတော့ရန်ခွက်ကလေးတွေ ဒါ၃ခွက်လဲပါမယ်ပေါ့နော်အဲ့ဒါလေးတွေကလဲစိုက်ကြပြထုတ်ပြထားတာဖြစ်တဲ့အတွက်စုစုပေါင်းဒဲအော့တခွက်နဲ့ဒဲရံကျွန်တော်တို့ဒီ၃ခွက်ပါမှာပေါ့နော်အဲ့ထက်မှာကျွန်တော်တို့ဆွမ်းတော့ပြောတဲ့လေးလေးပုနဲ့ပတ်သက်တဲ့မူးခွက် cycle လေးပါတာပေါ့နော်အလေးလေးပူလေးထိုးရမယ်အချိန်ရေးလေးလဲကျွန်တော်ပြထားတာပေါ့နော်ဒီချိန်မှာလေးလေးလေးပူနဲ့ကဏန်းတစ်ခွက်ကိုရံခွက်ထဲမှာဒါထုတ်ပေးထားတာလေးရှိတယ်ပေါ့နော်သူကြ cycle လေးရှိလို့ပေါ့နော်အဲတော့ဒီ file လေးကိုကျွန်တော်ရဲ့ video file ကိုဆုံးအောင်ကြည့်ပြရတဲ့ကျွန်တော်ရဲ့ 3D မိတ်ဆွေများကိုကျေးဇူးအထူးပဲတင်ပါတယ်နော်ကျွန်တော်ရဲ့ 3D မိတ်ဆွေများ2020 50ချိန်မှာ cherry suji များ ပေါက်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်